မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှာကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးသတင်းအနေနဲ့ပြည်ပနိုင်ငံများသို့တွားရောက်ခွင့်ပြုမြို့မြန်မာအလုံသမားအရေးအတွက်ကန့်သက်ချက်စီရင်ကိုစစ်ကောင်စီကကြေညာမြို့ခွင့်ပြန်မြန်မာအလုံသမားများပြည်ပသို့ပြန်လည်ထွက်ခွာခွင့်စစ်ကောင်စီကတိုက်ရိုက်ထိန်းချုပ်ဆွဲသတင်းမှဖြစ်ပါရရှင်။ အကြမ်းဖက်ဆက်ကောင်စီကပြည်ပနိုင်ငံများသို့မြန်မာအလုသမားများစေလွှတ်ခွင့်ပြုမည်အလုသမားအရေးတက်ကိုကန့်သက်သွားမည်ဖြစ်ပြီးမကြမီနိုင်ငံလိုက်သွားရောက်အလုလုခွင့်ပြုမည်အလုသမားအရေးတက်ကိုတရားဝင်ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်းနေပြည်တော်အလုသမားဝန်ကြီးဌာနတရင်ဟင်းမြက်ကပြောဆိုသည် စင်ကာပူမလေးရှားထိုင်းဂျပန်ကိုရီးယားရုရှားစတဲ့မြန်မာလုံသမားတွေကိုတွားရောက်အလုပ်လုပ်တဲ့နိုင်ငံတွေလိုက်အလုပ်သမားပုံဝင်ပြုမဲ့အရေးအတွက်ကိုမကြခင်ထုတ်ပြန်မယ်အရင်လိုအများကြီးတော့ထွက်ခွင့်မပြုတော့ဘူးလုပ်ငန်းစဉ်တွေလည်းပိုကျလာမှာဖြစ်လို့ပြည်ပလောက်ကင်ထွက်လို့ရမယ့်အရေးအတွက်လည်းကန့်သတ်ဖို့ရှိတယ်လူကြီးတွေဆွေးနွေးနေတော့မှာပဲဟုအနည်းပြတော့အလုပ်သမားဝင်ကြီးဌာနတရင်ရင့်မြက်ကပြောဆိုသည် စကောင်စီကခန့်ကြတော့လုံသမဝင်ကြီးအသည့်ချစ်ဆွေကနိုင်ငံလိုက်လုံသမစေလွမြင့်အရေးအတွက်ကိုကန့်သက်ရရှိနေကြောင်းဖေဖော်ဝါရီလ15ရက်နေ့အေဂျင်စီများနဲ့တွေ့ဆုံစဉ်ထုတ်ဖော်ပြောဆိုခဲ့ရမှာယခုနောက်ဆုံးတရားဝင်ကန့်သက်မြင့်အရေးအတွက်ကိုထုတ်ပြန်ကြေညာရန်စီစဉ်လာခြင်းဖြစ်ကြောင်းသိရှိရသည်။ စက်ကောင်စီကပြည်ပတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနက်မှစစ်မှုချမ်းရန်အကျုံးဝင်နေသောပြည်ရင်းတို့ပြန်လာစေရေးစီမံချက်များဖြင့်လှုပ်ဆောင်နေရခွင့်ပြန်လာသည့်မြန်မာအလို့သမားများပြည်ပသို့ပြန်လည်ထွက်ခွာခွင့်ကိုနေပြည်တော်အလို့သမားဝင်ကြီးဌာနကတိုက်ရိုက်ကင်တွင်စစ်စစ်မြေဖြစ်ကြောင်းသိရှိရသည်။ ခွင်းနဲ့ပြန်လာတဲ့အလုပ်သမားတွေ OWIC မရှိရင်နေပြည်တော်ကိုစာရွက်စာရင်အဆုံးလေးနဲ့ရှောက်ထားရပါမယ်။အရင်လိုမရန်ကုန်ရုံးမှာ OWIC ထုတ်မပေးတော့ပါဘူး။နေပြည်တော်ကနေခွင့်ပြုချက်ရမှမြောက်တကုံရုံးမှာ OWIC ထုတ်ခွင့်ရမယ်။ OWIC ရပေးရင်လေပြည်ပထွက်ခွာခွင့်အတွက်နေပြည်တော်ကိုပဲပြန်တင်ရမယ်။အဲ့ဒါကလည်းဘလောက်ကြာမလဲမမှန်နိုင်ဘူး။ OWIC ရှိပြီးသားခွင့်ပြန်နေဆိုရင်လည်းပြည်ပထွက်ခွာခွင့်အတွက်နေပြည်တော်ကိုပြန်တင်ရမယ်။ စမုရန်အသက်အရွယ်အကျုံးဝင်နေရင်တော့ပြည်ပခွင့်ပြန်ပြီးပြန်လည်ထောက်ခါခွင့်ရမှာမဟုတ်ပါဘူးဟုနေပြည်တော်လုံတမောင်းဝန်ကြီးဌာနသတင်းရင်းမြစ်ကဆက်လက်ရှင်းပြသည်အကျန်းဖက်စကောင်စီကပြည်ပသို့အလောက်ကန်ဖြင့်ဆေးလုံမှုများကိုအလွန်တင်းကျပ်သောစီကံအမိန့်များဖြင့်ထိန်းချုပ်လာသဖြင့်ပြည်ပအလောက်ကန်အေဂျင်စီများလုပ်ငန်းဆက်လက်လည်ပတ်ရန်မဖြစ်နိုင်တော့တဲ့အခြေအနေတို့ဆက်ရောက်လာကြောင်းပြည်ပအလောက်ကန်အေဂျင်စီများကဆိုကြသည် အလုတ်တွေကအခုအချိန်နေတိုင်းလုံလို့မရတော့ဘူးစီကံအရန်များတာရဲ့အချိန်ကဘလောက်ကြာမလဲမှန်မရတော့ဘူးအလုတ်သမားတွေကိုအချိန်မီမလွတ်နိုင်ရင်တမန်လက်တာရဖို့ကလည်းခက်လာမယ်တမန်လက်တာရတိုင်းလည်းအလုတ်သမားဝင်ကြီးဌာနကခွင့်မပြုရင်ပို့မရတော့ဘူးအရန်ကိုခက်ခဲရုံးကန်ရတဲ့အချိန်နေရောက်နေတာဟုဂျပန်နိုင်ငံတို့ကျွမ်းကျင်အလုတ်သမားဆေးလွတ်နေသည့်ပြည်ပလုပ်ကန်အေဂျင်စီပိုင်ရှင်တို့ကပြောဆိုသည် ဆလဘီဆေရှုံဂျန်ဖက်စက်ကောင်စီရဲ့အရမစစ်သားစုဆောင်ခံရသူတတတူညောင်ကျိုးတိုက်ပွဲမှာထွက်ပြေးလာပြီးအလင်းဝင်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ဆစ်ရှုံဇံဘက်ဆက်ကောင်းစီရဲ့အရမစစ်သားစူဆောင်ခံရသူကပ္ပစ9ကိုခွန်တက်သားနန်းလင်းသူကပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်ဆက်ရှိညောင်ကျိုးတိုက်ပွဲမှာထွက်ပြေးလာပြီးမတ်လ16ရက်မှာလက်နက်မဲ့အလင်းဝင်ရောက်လာတယ်လို့တိုင်ယာရီခိုင်တိုင်းသုံးရှစ်တုံညာနဲ့တက်ခွဲလေးမြေရောက်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့ထမ်းမှသိရပါတယ်အဆိုပါတက်သားမှာပဲခူးတိုင်းတရားရီခိုင်ကျုံငောင်းမျိုးနဲ့ငှက်ကြီးတိုက်အုပ်စုရေးပြန်စိန်ရိုးကြီးရွာမှာ2024ခုနှစ်စက်တင်ဘာလ18ရက်မှာစံပတ်စစ်ကောင်စီရဲ့ပေါ်တာဆွဲဖန်စီခံရပြီး အစံဖတ်တက်တဲ့ရောက်ရှိရာ ဖြစ်ပါတယ်။အလင်းဝင်လာတဲ့တပ်သားနန်းလင်းသူကမွန်ပြည်နယ်တန်ပြူစီရဲ့မြို့နယ်တွေကအစံဖတ်စစ်တပ်ရဲ့ဝဲကလီအမှန်လေးတမတော်တမ်းမြင့်လေးချင်းရဲ့ကြောင်းမှာပြည်သူစစ်မှုထမ်းပတ်စင်6တန်းတန်းစင်းပြီးနောက်အခုအချိန်အပအဝင်၃ချိန်တန်းတန်းထွက်ပြေးဖို့ကြိုးစားခဲ့ပြီးမှအလင်းဝင်ရောက်လာနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တပ်သားနန်းလင်းသူကအလင်းဝင်ရောက်နိုင်ခဲ့ပြီးနောက်တော်လန်ရဲဘော်တအူအဖြစ်အစံဖတ်စစ်ကောင်စီတပ်သားတွေကိုပြန်လည်တိုက်ခိုက်သွားမယ်လို့ပြောပါတယ်။ ပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးနေတဲ့စစ်ကောင်ဆောင်မရောင်းလိုက်လောက်အောင်မှတာဝန်ထမ်းဆောင်နေကြတဲ့တပ်သားတွေအပါအဝင်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုထမ်းနေရတဲ့စစ်မှုရန်တပ်သားအသစ်တွေအနေနဲ့အမြန်ဆုံးအလင်းဝင်ကြဖို့လက်နက်နဲ့အတူအလင်းဝင်ရောက်လာပါကထိုင်းနိုင်ငံတန်တန်စုချင်းမြင့်သွားမယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။ ရခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်အမှတ်2ချစ်ကြီးရေတရာအနေရှိထိုင်းကောက်ခွန်ဦးစီးဌာနကတင်ဆက်ထားသောကားကိုယ်တော်မီလောင်မှုကားစီးရေ200ကျော်မီလောင်ပြက်စီကားများစုမှမြန်မာဘက်သို့ပို့ရန်ပြင်ဆင်စဉ်ဖမ်းဆီးထားသောကားများဖြစ်ကိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံမဲဆောင်မြို့ထိုင်းမြန်မာနယ်စပ်အမှတ်2ချစ်ကြီးရေတရာအနေရှိထိုင်းကောက်ခွန်ဦးစီးဌာနကတိမ့်ဆဲထားသောကားကိုယ်တော်မီလောင်မှုကားစီးရေ200ကျော်မီလောင်ပျက်စီးသောကြောင့်ထိုင်းသတင်းများနှင့်မဲဆောက်တွင်နေထိုင်သောမြန်မာအချို့ကပြောဆိုကြသည် ဂျမန်နီမတ်လ18ရက်နေ့ည9:30မိနစ်ဝန်းကျင်ချိန်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့အမှတ်နှစ်ချစ်ကြီးရဒရာအနီးရှိထိုင်းကောက်ခွန်ဦးစီးဌာနကတင်ဆက်ထားသောဂျပန်ကားတူလောင်ယုံနှင့်မီးစတင်လောင်ကျွမ်းခဲ့ကြောင်းမီးလောင်မှုကြောင့်ရင်စည်းရေ200ကျော်မီးလောင်ပျက်စီးခဲ့ကြောင်းသိရှိရသည် မင်းလောင်နာကနှစ်နာရီလောက်ကြာတဲ့တမျိုးလုံးမိသက်ကားတွေသွားနေရပဲမိတောက်တွေပါမြင်ရတာမြန်မာဘက်ကိုပုံမဲ့ကားတွေကိုဖမ်းဆီးထားတဲ့ကားကိုယ်တော်ယုံလို့ပြောတယ်။ဘာကြောင့်မိလောင်လဲတော့မသိရသေးဘူးလို့ပြောတယ်ဟုမဲဆောက်မြို့ရင်နေထိုင်သောနေဆက်ကုံတဲ့တို့ကပြောဆိုသည်။ ကရင်ပြည်နယ်တိုင်းမြန်မာနယ်စပ်မြောင်ရီမြို့နယ်တွင်တိုင်းနိုင်ငံမှတင်သွင်းသောဂျပန်ကားတစ်ပတ်ရဲများကအဓိကအသုံးပြုကြပြီးကားများနှင့်ကားပိုပစ္စည်းများမှတိုင်းနိုင်ငံမှမြန်မာဘက်ကျန်းမြောင်ရီမြို့ဘက်သို့ဈေးနှုန်းသက်သာစွာဖြင့်ဝင်ရောက်လျက်ရှိကြောင်းယခုမီလာမှုကြောင့်နယ်စပ်ကားဈေးကွက်နှင့်ကားပိုပစ္စည်းဈေးကွက်ကိုမထိခိုက်နိုင်ကြောင်းနယ်စပ်ကုန်သည်တို့ကဆိုသည် PGF ကိတ်တွေကနေကားနဲ့ကားပုတ်ပစ္စည်းတွေကဝင်နေရပဲအခုမီလောင်တဲ့နေရာကထိုင်းကဖန်စီတင်ဆက်ထားတဲ့ကိုရာယုံမီလောင်တာအဲ့ဒီကားတွေကဈေးွက်ထဲဝင်မဲ့ကားတွေတော့မဟုတ်ဘူးဒါပေမဲ့မြန်မာဘက်ကိုပို့ဖို့လုပ်တော့ဖန်စီခံနိုင်ရတဲ့ကားတွေအများစုပါတယ်မှုခင်းတွေနဲ့ဆက်နွယ်ပြီးတင်ဆက်ခံရတဲ့ကားတွေလည်းပါတယ်ကားနဲ့ကားပုတ်ပစ္စည်းဈေးွက်ကိုတော့မထိခိုက်နိုင်ပါဘူးဟုနေဆက်ကုံတွေကရှင်းပြသည် ဆလဘီအမေရိကန်အကူအညီဖြတ်တောက်မှုဟာမလို့အပ်ပဲရက်ဆက်မှုများကို ဖြစ်စေတယ်လို့လူအခွင့်ရေးအရာရှိဝေဖန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်နဲ့လူသားချင်းစာနာမှုအကူအညီတွေရုပ်ချီရပ်တန့်လိုက်တာကြောင့်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတဲ့မြန်မာပြည်သူတွေဟာပြင်းပြင်းထန်ထန်စိုးစိုးခံစားနေရပြီဖြစ်တယ်လို့ကုလသမဂ္ဂလူအခွင့်ရေးအရာရှိကတနင်္လာနေ့မှာပြောဆိုခဲ့ပြီးကမ္ဘာအတိုင်းဝန်အနေနဲ့အလုပ်တွေပိုလုပ်ကြဖို့တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာအကျိုးကိုလည်း Joan Andrew က၎င်းအနေနဲ့အဖွဲ့ဝင်48နိုင်ငံကိုဒီလိုပြန့်နှံ့လာနေတဲ့လူသားချင်းစာနာမှုအကျတ်တဲဆိုင်ရာ BNR ကိုစန့်ကျင်တဲ့ကြီးညာချက်တစ်ဆောင်ထုတ်ပြန်မှုပန်ကြားမှာဖြစ်ပြီးအဲဒီစကားတွေကိုအလုံးနဲ့လိုက်ပါအေးအေးယူဆောင်ရွက်ကြဖို့သူတို့ကိုတိုက်တွန်းမှာဖြစ်တယ်လို့ဆိုပါတယ်အေးအေးယူဆောင်ရွက်ရမယ်အထဲမှာခုတ်ထဲခံရမိရှုခံရပြီးအသက်အန္တရာယ်ချင်း၆ခံရသူတွေအတွက်အသက်ရှင်ရတဲ့အစီအစဉ်တွေအေးတကြီးလိုအပ်နေတဲ့ရန်ပုံငွေ၆ပန်းနာတွေပါဝင်နေတယ်။ ဒီကိစ္စတွေကိုလူအခွင့်အရေးကောင်စီကမှမလုပ်ရင်ဘယ်သူလုပ်မလဲလို့သူကပြောတာပါ။ အမေရိကန်ဟာကမ္ဘာအကြီးဆုံးလူသားချင်းစာနာမှုအကူအညီတွေပေးဆောင်တဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပြီးထရန့်အစိုးရအဖွဲ့နဲ့၎င်းတို့ကိုခြောက်ခံသူတွေကတော့အမေရိကန်ကဝန်ထုပ်ဝန်ပိုးတွေကိုအချိန်တော်ကြောင်းထမ်းထားရတယ်ဆိုပြီးစော်ရကတက်ခဲ့ကြပါတယ်။မြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ရုံးရဲ့ website မှာဖော်ပြထားတဲ့ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်ရက်စွဲနဲ့ကြေညာချက်မှာတော့2023အောက်တိုဘာလ1ရက်ကစလို့အမေရိကန်ကလူသားချင်းစာနာမှုအကူအညီဒေါ်လာ140တန်းထောက်ပံ့ပေးခဲ့တယ်လို့ဆိုထားပါတယ်။ မြန်မာနိုင်ငံတွင်တော်လိုင်းလှုပ်ရှားမှုပြင်းထန်နေပြီးစစ်အာဏာရှင်တွေအားနည်းနေတာကြောင့်ပြည်သူတွေရဲ့မျိုးလင့်ချက်တုံ့ပြန်လာခြင်းအခုလိုအကူအညီဖြတ်တောက်လိုက်တာကအချိန်အခါအကောင်းမဟုတ်ကြောင်းမလိုအပ်တဲ့ပြင်ရက်ဆက်လာကြောင်း Andrews ကပြောပါတယ်။ TV ယောဂာတွေအရှိန်ပြီးဝေနာရှင်တွေအနေနဲ့ရတဲ့ဘက်တော်ကြဆေးမရခဲ့ကြတော့မတန်ဆန်းကလေးငယ်တွေကပြန်လေတူတော်ရင်စကန်တွေနဲ့ပိတ်လောင်ခံထားရပြီးလူခင်ရဲ့ဖေတွေအနေနဲ့လူတွေကိုအစားအစာနဲ့ရေဖြန့်ဝေမှုတွေမလုံနိုင်အောင်ဖြတ်တောက်ခံထားရကြောင်းသူကပြောပါတယ်။ အကူအညီတွေအမေရိကန်အစိုးရကအဒီကဂျာကူညီပံ့ပိုးမှုတွေကိုရုတ်တရက်အစီအစဉ်မရှိရုတ်သိမ်းလိုက်တာကမြန်မာပြည်သူတွေအပေါ်ဆိုးဆိုးရွားရွားတက်ရောက်မှုရှိနေပြီဖြစ်တယ်လို့သူကဆိုပါတယ်။ဒေါ်လာဘီလီယံချီပြီးနှစ်ပေါင်းများစွာနိုင်ငံတကာမှကုညီတွေပေးရနေတဲ့ USAID အပါအဝင် American ဆိုရအတွင်းကလူပုဂ္ဂိုလ်ဌာနချုပ်နဲ့ငွေကြေးအသုံးပြုမှုတွေကို GOGE ကတဆင့်လှူဆောင်နေတဲ့ Elon Musk ရဲ့လှူဆောင်ချက်တွေအပေါ်ကိုလည်း Andrew ကဝေဖန်ထားပါသေးတယ်။ ဒီကိစ္စပေါ်ကျွန်တော်တို့အနေနဲ့အတူတကွယက်တီကြဖို့လိုတယ်လို့လည်းသူကကမ္ဘာတိုင်ဝိုင်းကိုတိုက်တွန်းထားပါတယ်ရှိခုဆလတ်တင်ဆက်ပေးမယ့်တဲ့ငါတို့ရွှေကျင်နေနဲ့စိုက်တူနေကိုစစ်ကောင်စီကလေကြောင်း drone တိုက်ခိုက်ဆိုရတဲ့မဲ့ဖြစ်ပါရဲ့ရှင်။ကရင်မြို့သားစီယုံ KNU တပ်မဟာ၃နယ်မြေရွှေကျင်မြို့နယ်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပြီးတပ်မဟာတပ်နယ်မြေစိုက်တူမြို့နယ်ကိုလည်းစစ်ကောင်စီတပ်က drone ဖြင့်တိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုနဲ့နေပျက်စီးမှုများရှိကြောင်း KNU ဘူကသတင်းထုတ်ပြန်သည်။ KNU ညောင်လေးပင်ခရိုင်ခလဲလွေချိုခရိုင်ရွှေကျင်းမြို့နယ်စောတိမြို့နယ်တတူကုံရွာကိုစစ်ကောင်စီကမက်စလတ်15ရင်းနေနေလရင်ပေါင်300ပုံသေးနှလုံးဖြင့်လမ်းရောက်ပစ်ခတ်ခဲ့ရာအသက်50ရွယ်အမျိုးသားတို့တန်ရာရရှိခဲ့ပြီးနေနေစာတင်သောပြည့်စည်ခဲ့ကိုအတည်ပြုသည်မက်စလတ်14ရက်ကလည်းစစ်ကောင်စီတပ်ခေါင်းလိုက်ရ264တရင်မှ120မမ3လုံးပစ်ခတ်ရာကញင်ကျွန်းကျွာတွင်ကြာရောက်ပောက်ကွဲပြီးပြည်သူချုပ်နှိမ်ပြည့်စည်ခဲ့သည်ဟုဆိုသည် စစ်ကောင်စီတပ်မှပြည်သူလူထုများအားပြစ်မှတ်ထားပြီးအကြမ်းဖက်လုပ်ရပ်များလှုံ့ဆော်နေခြင်းကြောင့်မြောင်းလေးပင်ခရိုင်တွင်နေထိုင်သောအရက်သားများအနေဖြင့်အသက်ရှင်တန်ရေးအတွက်စိုးရင်ကြောက်ရွံ့မှုများစွာဖြင့်ရုန်းကန်နေထိုင်ကြရသည်ဟု KNU ကထုတ်ပြန်သည်စစ်ကောင်စီတပ်သည် KNU တပ်မှတင်နေမြေကြိုက်သူမျိုးတွေကိုလည်း drone တိုက်ခိုက်မှုပြုလုပ်ခဲ့၍နေအိမ်နှင့်စိုက်ပျိုးပင်များချိတ်ခိုက်ပျက်စီးခဲ့ဟု KNU ဘူက Mashland 18ရက်တွင်ထုတ်ပြန်သည် မက်ရှလ19ရက်ကလည်းဂျိုက်တိုမျိုးနဲ့ပြင်ကရုံကုန်းတုတ်တန်နဲ့ဧကတရာကျောင်းမိုင်းနေရာများကိုစစ်ကောင်စီကဒရုန်းပုံသီး6လုံးကျဲချခဲ့ရပြီးလက်နက်ကြီးများဖြင့်လည်းပစ်ခတ်ခဲ့ဟုဆိုသည်။ထို့သောတိုက်ခိုက်ခဲ့၍နေအိမ်ချုပ်ပျက်စီကဂျိုက်တိုမျိုးနဲ့ခရဲကြီးရွာအုပ်စုစစ်ကွင်းရမုခမော်ရသုံးဝရအနောက်ဘက်ခြမ်းတွင်ရဲသားပြည်သူစိုက်ပျိုးပင်များထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟုဆိုသည်။ ထို့အပြင်မတ်လ၄ရက်မှ၆ရက်ထိစစ်ကောင်စီသည်တပ်မဟာတပ်နယ်မြေကို လေးကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးအမြောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးအရက်သားပြည်သူများထိတ်လန့်ကြောင်ရုံခဲ့ရကြောင်းထုတ်ပြန်သည်စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများရှိကျေးရွာများကိုပြစ်မှတ်ထားသည့်လေးကြောင်းလက်နက်ကြီး drone တိုက်ခိုက်မှုများကိုစတိုက်ကျူးလွန်လျက်ရှိပြီးအရက်သားပြည်သူတိုက်ဆုံထိခိုက်မှုများမကြာခဏဖြစ်ပေါ်နေသည်